တရားချစ်ခင်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့အားလုံးပဲမင်္ဂလာပါကိုစိတ်နှပြဘေးရန်ကွာ၍ကျမ်းမာချမ်းသာကြကားလောကီစီးပွားလောကုတ္တရာစီးပွားဒီရလာတိုးတက်ကြီးပွားအောင်မြင်ကြပါစေလို့ပရမဥစွာဆုတောင်းမေတ္တာပို့သပါတယ်တရားချစ်ခင်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့အတွက်တရားလက်ဆောင်ဓမ္မလက်ဆောင်အဖြစ်ဒီကနေ့ဥစဉ်မြဝေခေါ်ကြပေးမယ့် တရားတော်သုတ်တံဒေသနာရကတော့ခௌတကနိကေဓမ္မပဒအထာကရာပထမအုပ်မှာလာရှိတဲ့ဘာလနက္ခတတံဂௌထဝုထုတို့ဝုထုကိုအခြေခံပြီးတော့ဦးစင်းများဟောကြားမျှဝေသွားပါမယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်စေတဝန်ကျောင်းတော်မှာတရင်သုံးတော့ ဘာလနတ်ခတ်ပွဲသဘင်ကြီးကိုအကြောင်းပြုပြီးတော့ဒီတရားဒေသနာတော်ကိုဟောကြားခြင်းဖြစ်ပါတယ်။ဘာလနတ်ခတ်ပွဲသဘင်ကြီးဆိုတာဘယ်လိုလဲလို့ဆိုရင်တာဝတိမြို့မှာဘာလနတ်ခတ်ပွဲသဘင်ကြီးကို9ရက်တိုင်တိုင်ကျင်းပကြတယ်။အဲဒီလို9ရက်တိုင်တိုင်ဘာလနတ်ခတ်သဘင်ပွဲကြီးကိုကျင်းပကြတဲ့အခါမှာ လူများစွာကတဏှာဖြင့်နဲ့ပညာမရှိကြတဲ့မိုက်စွာသော သူတွေကပြားတွေနွားချီးတွေနဲ့မိမိတို့ရဲ့ခန္ဓာကိုယ်ကိုလိမ့်ကြံပြီးတော့ခொနည်းရပတ်လုံးနဲ့အာတပံဗနန္တာဝိစရံတိသူရုပ်တွေပြောတဲ့စကားပေါ့ဒီစကားကိုလှဲ့လဲပြီးတော့ပြောဆိုကြတယ်သူရုပ်တွေအတုံးတုံးသူရုပ်တွေရဲ့ဥစ္စာဖြစ်တဲ့စကားတွေကိုပြောဆိုပြီးတော့ ရက်ကွက်ထဲရွာထဲမြို့ထဲမှာလှဲ့လေကြအဲ့ဒီလိုလဲ့လေပြီးတော့တစုံတယောက်သော ပုံကိုယ်တွေကိုလည်းပဲဆဲရည်ကြတာတွေရှိတယ်။ဆွေမျိုးမိသင်္ကာတွေကိုလည်းဆဲရည်တာတွေရှိတယ်။တငယ်ချင်းအပေါင်းအသင်းတွေနဲ့ကိုချစ်တဲ့သူတွေကိုလည်းဆဲရည်တာတွေရှိတယ်။နောက်ဆုံးမှာရှင်ယဟန်တွေကိုလည်းဆဲရည်တာတွေရှိတယ်။ အဲ့ဒီလိုရှင်ယဟန်တွေကိုလည်းပဲ မြင်တဲ့အခါမှာသူတို့ဟာ ရှက်ခြင်းကြောက်ခြင်းမရှိဘူး။ဒွါရီဒွါရီထတ်တော်အတ္တပံဗဏ္ဏတိတကားတိုင်းတကားတိုင်းမှာအိမ်တိုင်းအိမ်တိုင်းမှာခြံဝတိုင်းခြံဝတိုင်းနေမှာသွားရက်ပြီးတော့သူယုံမာတို့ရဲ့ဥစ္စာဖြစ်တဲ့ဇကားတွေကိုပြောဆိုကြတယ်။အဲ့ဒီခုနှစ်ရက်ပတ်လုံးပြောဆိုတဲ့အတန်ကို လူများစွာကနားထောင်ခြင်းကမစွမ်းနိုင်သည့်အခါယရာပလံအတံဝါပါတံဝါကာဘနံဝါပေတင်သည်သူတို့ကိုငါမူပဲဖြစ်ဖြစ်တကြက်ပဲဖြစ်ဖြစ်အဲ့ဒီတကြက်ထက်အလွန်ပဲဖြစ်ဖြစ်ပေါ့သူတို့ကိုမဟုတ်ပဲသေးစားမဟုတ်ဘူးတွေပေးရတယ်တဲ့ပတ်စံပေးလိုက်ရတယ်ပေါ့ပတ်စံပေးလိုက်မှပဲအဲ့ဒီလူမိုက်တွေဟာ ဗဇံကိုယူလိုက်ရမှာပဲအဲ့ဒီနေရာကနေပြီးတော့ပြန်သွားကြတယ်။ဗဇံမရမချင်းတော့သူတို့ကဆဲနေကြတာ။သူတို့ရဲ့နှုတ်ကနေပြီးတော့မကောင်းတဲ့စကားတွေ၊သူယုံမာတွေရဲ့စကားတွေပဲထွက်နေတာ။အဲ့ဒီအတန်တွေကိုနားမထောင်နိုင်တော့ဘူး။နားတောင်ခြင်းက မစွမ်းနိုင်တော့ဘူး။ နားတောင်ခြင်းကမစွမ်းနိုင်တဲ့လူပုဂ္ဂိုလ်များကနေပြီးတော့ပတ်စံပေးပြီးတော့တို့အိမ်ရှိက သွားလိုက်ပါ တို့ရှန်ရှိကသွားလိုက်ပါဒီလိုမျိုးပြောဆိုပြီးတော့ပတ်စံပေးလိုက်ရတယ်အဲ့ဒီအချိန်ကကာလမှာတာဝတိမြို့မှာပင်စကောတိမတ္တအရိယတာဝကဝတ္တန်တိတာဝတိမြို့မှာအရိယတာဝက အရိယာပုဂ္ဂိုလ်ပေါင်းဘလောက်ရှိလဲလို့ဆိုရင်၅ကလေးအတိုင်းရှိရှိတယ်အဲ့ဒီ၅ကလေးအတိုင်းရှိရှိတဲ့အရိယာတာဝကတို့ကသူယုံမာတွေပြောဆိုတဲ့စကားတန်တွေကို ကြားရတဲ့အခါမှာနေရထိုင်ရတာအလွန်အမတန်ရှက်လာကြောက်လာပါတယ်ခတ်လာပါတယ်အရိယာတာဝကတွေကမြတ်စွာဘုရားရဲ့အထံကို သွားပြီးတော့ဒီအကြောင်းအရာလေးတွေပြောပါတယ်တပည့်တော်တို့မြို့မှာ တပည့်တော်တို့ရဲ့နိုင်ငံမှာသူရုပ်မာရီစီစဉ်တဲ့ပွဲကြီးတခုဟာခုနှစ်ရက်ပတ်လုံးကြာပြီးဆဲရည်နေကြတာညဉ့်ညမ်းတဲ့ဇကားတွေကြမ်းတမ်းတဲ့ဇကားတွေရုပ်မာတဲ့ဇကားတွေအမနာပဇကားတွေကြာရတာဟာအလွန်အင်မတန်ကိုမှဘုရားတပည့်တော်တို့ရှက်လာပါတယ်ဘုရားအဲ့ဒီလိုမြတ်စွာဘုရားရှင်ကိုတရင်ဇကားပြောကြားတဲ့အခါမှာ နောက်တဲ့တစ်ခုလည်းပဲဆက်ပြီးတော့သတင်းစကားပြောကြားလျှောက်ထားတာကဘဂဝါဗန္တိတတ္တဟံဘိကုတံဂိနာတတ္တိနဂရံအပဝိသိတဝဝိဟာရေရေဝဟောတုတိဗန္တိယရှင်ဘုရားဘဂဝါမြတ်စွာဘုရားသည်တတ္တဟံခொနရပလုံဘိကုတံဂိနာယံတံဃာပေါင်းနှင့်တတ္တိယတုတကဝနဂရံမြို့တော်ကြီးအတွင်သော အဘဝိသိတဝဝင်တော်မမူ၍ဝိဟာရေရေဝါကြောင်းတော်၌သာလင် ဟောတုရှိတော်မူပါတရင်သုံးတော်မူပါဗျာမြတ်စွာဘုရားခொနည်းရပတ်လုံးဘာလနတ်ခတ်ပွဲတော်ပင်ကြီးကျင်းပနေပါれလူတရားလည်းပဲအလွန်အမတန်ကိုမှသူတို့ရဲ့ခန္ဓာကိုယ်မှာညစ်ပတ်နေတဲ့ပြာတွေရှင်နေနွားချီတွေနဲ့ခန္ဓာကိုယ်ကြီးကို လိမ့်ကြံပြီးတော့ တရွာဝင်တရွာထွက်တအိမ်ဝင်တအိမ်ထွက်အဲ့ဒီလိုတွေလိုက်ပြီးတော့သူတို့ကညဉ့်ညမ်းတဲ့ဇာတ်တွေကိုပြောဆိုနေပါတယ်ဖះနဲ့အတူတန်ခါအပေါင်းများစွာကအဲ့ဒီမျိုးထဲကိုမဝင်ပါနဲ့အောင်ဖះเจ้าမှာပဲတရင်သုံးပါအောင်ဆိုပြီးတော့အရိယသာဝကတက္ကရောများကတက္ကမများကနေပြီးတော့ရှောက်ထားတဲ့အတွက်အเจ้าတော်မှာပဲနေတယ်အဲ့ဒီအရိယသာဝက ခန္ဓာကပြောတဲ့ငါးကလေးတန်းရှိရှိတဲ့အရိယာသာဝကတွေကတက္ကရာကမတွေကမြတ်စွာဘုရားရှင်နဲ့တန်ဃာတော်များကိုတဲ့ယာကုဆွန်တွေကိုကတ်လို့ပြီးတော့သူတို့ကိုယ်တိုင်လဲပဲတဲ့အိမ်ထဲကနေပြီးတော့အိမ်ပြင်ကို မထွက်ဘူးတဲ့။ဘာကြောင့်လဲဆိုတော့အိမ်အပြင်မှာလူမိုက်တွေရှိနေလို့လူမိုက်တွေရှိနေတော့အဲ့ဒီလူမိုက်တွေနဲ့မတွေ့ကျင်လို့ လူမိုက်တွေနဲ့ရှောင်ချခြင်းနဲ့အတွက်ကြောင့်မို့လို့အိမ်ပြင်ကိုမထွက်ဘူးဒေနဂတိပဏ္ဏပရိယောတိတေအထမေတိဝတိဗုဒ္ဓဗမှုကံဘိက္ခုတံကံနိမန္တတဝါနဂရံပဝေသတဝါမာတာနံဓတဝါဧကမန္တဏိသိဏနဂတ်ဘွဲတပင်ကြီးပြီးဆုံးသွားတဲ့အခါရှေ့ရမြောက်နေ့မှာဘုရားမှုရှိသောတန်ဃာတော်တွေကိုအဒီအရိယသာဝကတရားဒဂမတွေက ြို့တွင်းသို့ပင်ပေပြီးတော့မဟာဒါနလို့ခေါ်တဲ့ကြီးကျယ်တဲ့အလှဒါနကြီးကိုပြုလုပ်ဆောင်ရွက်ကြကြီးကျယ်တဲ့အလူကြီးကိုဧကမန္တန်နိသိဏသင့်သင်လျောက်ပတ်သောနေရာမှာထိုင်ပြီးတော့ဗန္တယတိဒုက္ခေနနောတတ္တတိဝသာနိအတိတ်ကန္တာနိပါဠနံအတ္တဘာနိ သုနန္ဒနံကနာဘိဇနာကာရပတ္တဟွန်တိကောစီကတ္တစီနလစ္ဆတိတေနမယံတုံမကံအန္တောနဂရံပဝိတိတုံနာဓမ္မမယံပိကရတောနနိခမိမာအာဟံသူအဲ့တော့ကြီးကျယ်တဲ့အလူဒါနကြီးကိုရှေ့အမြောက်နေ့မှာပြုလို့ဆောင်ရွက်ပြီးတော့မြတ်စွာဘုရားကိုရှောက်ထားတယ်ဗန္တိရှင်ဘုရားနောတပိတော်တို့မှာ အတိဒုက္ခေနအလွန်ဆင်းရဲသဖြင့်တတ္တတိဝသနိခொနရတို့သည် အတိတ်ကန္တာနိကြော်လွန်ခဲ့ပါကုန်ပြီဒီခொနရအတွင်းကတော့ဆင်းဆင်းရဲရဲနဲ့ကိုတပည့်တော်တို့ကြော်လွန်ရတယ်ဗျာဆင်းဆင်းရဲရဲနဲ့ကိုနေလိုက်ရဘာလနံအတ္တဘာနိဘာလနံသူမိုက်တို့ဤအတ္တဘာနိသူယုတ်တို့ဥစ္စာဖြစ်သောဇကာတို့ကို သူနန္ဒာနံကြာယကုံစဉ်ဝါကြာယကုံသောတပည့်တော်တို့ရဲ့ကန္နာနာတို့သည် ိဇနာကာရပတ္တဝန္တိပျက်စီးပေါက်ကွဲသောအချင်းရာတို့ရောက်ကုန်၏ကောစီကတ္တစီနာလေဇတိတစုံတယောက်သောလူမိုက်ကတစုံတယောက်ကိုမှမရှက်မကြောက်ပဲနေတဲ့ပြောဆိုနေလိုက်တာဆဲရည်နေလိုက်တာတဲ့ကြမ်းတမ်းလိုက်တာအဲ့ဒါကြောင့်မလို့မယံဘုရားတပည့်တော်တို့ကဒုံမကန်ရှင်ဘုရားတို့ကအန္တောနဂရံဘဝိတိတော်နာဓမ္မအမျိုးတွင်းသို့ဝင်ခွင့်မပေးခဲ့တာပါဖေယျာ မယံပိကရတော်နတ်နေကမတပိတော်တို့ကလည်းအိမ်တွင်းမှလည်းအိမ်ပြင်ကိုမထွက်ခဲ့ပါဗျာလူမိုက်တွေရှိလို့တဲ့အဲ့ဒီလူမိုက်တွေကိုဝိဇာရှောင်ရှားလို့တဲ့အတွက်ကြောင့်မို့လို့ခொနေရအတွင်းကိုအိမ်အတွင်းမှာပဲနေတယ်အိမ်ပြင်မထွက်ဘူးတကယ်တော့အရိယာတာဝကတွေရှောက်ထားတဲ့ဇကားကိုတဲ့ကြားတော်မူတဲ့မြတ်စွာဘုရားကဗာမိန်တည်းလဲဆိုလို့ရှိရင်ဘာလနံဒုံမေတာနံ ကိရိယာနာမဧဝရူပါဟောတိမေတာဝိနောပနာဒနသရံဝိယအပမတံရဂိတဝအမတမနိဗ္ဗာန်တံပတ်တိပါဘူးနန္တိဘာလနာမိုက်ကုံသောဒုံမေတာနပညာမရှိသူတို့၏ကိရိယာနာမအပြုအမူမြည်သည်ဧဝရူပါဤသို့သဘောရှိသည် ဟောတိဖြစ်၏မိုက်တဲ့သူတွေပညာမဲ့တဲ့သူတွေပညာမရှိတဲ့သူတွေကအပြုအမူကဒီလိုပဲတဲ့ မေဓာဝီနောအစီအနှစ်ပညာရှိရှိတဲ့သူတွေကကြတော့ဒနတာရံဥ္စာနှစ်ကိုရခန္တိဝိယဆောင်းရှောက်သလိုမျိုးအပမတမမမေလျော့မမေမလျော့ကြောင့်တတိတရားကိုရခိတဝါဆောင်းရှောက်ပြီးတော့အမတမနိဗ္ဗာန်သံပတ်တိမတရားဖြစ်တော်မာနိဗ္ဗာန်ဤပြေဆုံးခြင်းသို့ပါပုဏ္ဏတိရောက်ကုန်၏ပညာရှိတဲ့ပုဂ္ဂိုလ်တွေကတော့တဲ့ဥစ္စာနှစ်ကိုဆောင်းလျှောက်သလိုပဲမိမိစည်းဝါးဥစ္စာတွေကိုဆောင်းလျှောက်သလိုပဲ ။အညာရှိသူတော်ကောင်းပုဂ္ဂိုလ်များဟာလည်းပဲတတိတရားကိုစောင့်ရှောက်ပြီးတော့နေလိုက်တာမတိယာမဟာနိဗ္ဗာန်ဤပြည့်စုံခြင်းကို ရောက်တယ်။ဒါလေးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကကာဒါနှစ်ပုတ်ဖြင့်ဟောကြားညွှန်ကြားဆုံးမတော်မူပါတယ်။ပမာဒမနုယုံစန္တိဘာလာဒုံမေတိနောဇနာအပမတင်စမေရာဝီဒနံတိထံဝရခတိ ပမာဒမနုယုံဇန္တိဘာလာဒုံမေတိနောဇနာအပမတင်စမေဓာဝီဒနံသစ္ထံဝရခတိအနနိဒ္ဒယကဘလိုလဲလို့ဆိုရင်ဒုံမေတိနောအစီအနှစ်ပညာစစ်မရှိကုန်သောဘာလာကိုကျိုးကိုမြမတိကြ၍ လူအလူမြိန်ဖြစ်ကုန်သောဇဏတတ္တဝါတို့သည်ပမတောမိလျော်ပေါ်စားနေထိုင်ရာကြောင်းမကောင်းသောအကုသိုလ်အလုတ်ကိုအနုယုံဇန်တိဖန်ပန်ကြိုးကုန်အထုတ်ကုန်၏မေတာဝိဇအစီအနှစ်ပညာရှိရှိသောပုဂ္ဂိုလ်သည်ကအပမတောမမိမလျော်မပေါ်မဆာနေထိုင်ရာကြောင်းကောင်းသောတတိကို တဏံတထဝမျိုးယိုးစင်လာကောင်းမြတ်သောဥစ္စာကိုကဲ့သို့ရဂတိအမြဲပုံသေးဆောင်းလျှောက်ပေ၏တဏံတထမျိုးယိုးစင်လာကောင်းမြတ်တဲ့ဥစ္စာကိုရဂတိဤဝအမြဲပုံသေးဆောင်းလျှောက်လေတကယ်တို့သည်မာပမာဒမနုယုံစေထမာကာမရတိတန်ထဝအပမတောဟိဇာယံတောပပိုတိဝိပုလံဒုက္ခံ ဓသမထိုသို့လူမိုက်တို့ကပမာဒကို အထုတ်ကြပြီပညာရှိက အပမာဒကိုစောင့်ရှောက်သည်ဤအဖြစ်ကြောင့်ုံမေအပမာဒပမာဒကိုကြာနာသိမြင်အသင်သူတော်စင်တို့သည် ပမာဒံမိလျောပောဇာနေတံယာကြောင့်မကောင်းသောအကုသိုလ်အလုတ်ကိုမာအနုယုံစေထ ာလချိန်ဖြုံလူညွန်းတုံအောင်လုံးလုံးကြိုကိုအမထုတ်ကြနှင်ကာမရတိတန်ထဝံဝတ္ထုကိလေသာနှစ်ပြာကာမမွေလျောကြသည်ဖြင့်တဏှာဖြည့်ခြင်းပေါင်းသိင်းခြင်းကိုမာနုယုံစေထလူဝတ်ကြောင့်များပုံအလားသို့ အမကြိုးကိုအမထုတ်ကြနှင်ဟိတမ်းမြင့်သင်ပါ၏အပမန္တောမမိမလျော့မပေါ်မဆသည်ဟုတ်တော်ဝါဖြစ်၍ ဇာယံတောသမထဝိပဿနာနှစ်ဖြာသောလံကမ္မထံရှုသောပုဂ္ဂိုလ်သည်ဝိပုလံကာမချမ်းသာအပြာပြာထက်ကဲတာမြတ်မောတုဘလွန်သောဒုက္ခံဇမတ်နတ္တံချမ်းသာဆံ၍နိဗ္ဗာန်တို့လွန်ချမ်းသာမွန်သောပပ္ပောတိမှန်စွာထုံးကြောင်းရောက်ရပေတည်း ပမာတမနုယုံဇန္တိဂါတာနှစ်ပုဒ်ကိုပါဠိလေးတွေရဲ့အတိတ်ပဲလေးတွေကိုဦးစင်းကပြောပြီးတော့ဟောကြားတဲ့တရားဓမ္မဒေသနာတော်ကိုသိမ့်ပါမယ်။ပမာတမနုယုံဇန္တိဘာလာဒုံမေတိနောဇနာဆိုတဲ့ပိုက်ဘာလာဆိုတာပါပါတယ်။ဘာလာဆိုတာက လူမိုက်ပဲ။ လူမိုက်ဆိုတာဘလိုပုဂ္ဂိုလ်မျိုးလဲဘာလဖြစ်ကြောင်း လူမိုက်ဖြစ်ကြောင်းဆိုတာဘာရှိလဲဆိုရင်အကုသိုလ်စိတ်တုပ္ပတ်တွေရှိတယ်အကုသိုလ်စိတ်တုပ္ပတ်တွေကလောဘဒေါသမောဟဆိုတာအကုသိုလ်တရားတွေပဲအဲ့ဒီလိုအကုသိုလ်တရားတွေအကုသိုလ်စိတ်တုပ္ပတ်တွေ ਨੇ ပြည့်စုံတဲ့ပုဂ္ဂိုလ်ဒီလောကရဲ့အကျိုးစီးပွားနောက်လောကရဲ့အကျိုးစီးပွားတွေကိုမသိကြတဲ့ပုဂ္ဂိုလ်တွေဟာလူမိုက်တွေပဲ ဒီလိုဆိုလို့ရှိရင်ဒီလောကရဲ့ပျက်စီးခြင်းတွေနောက်တမလို့လောကရဲ့အကျိုးစီးပွားပျက်စီးခြင်းတွေကိုလုံနေတဲ့ပုံကိုယ်တွေကလူမိုက်တွေပဲဒုံမေတိနောဒုံမေတိနောဆိုတာပါလေပညာမရှိဘူးတဲ့ပညာမဲ့တဲ့သူတွေလူပြိမ့်နေလူအရေပေါ့ပညာမရှိတဲ့ပုဂ္ဂိုလ်ပညာမဲ့တဲ့ပုဂ္ဂိုလ်လူပြိမ့်လူအရေဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင် ဒီပမတိအာဒီနဝအပတန္တပမတံအနုယုံဇန္တိဘဝတ္တံဒီပမတိနာကာလံဝိတိနာမင်တိပမတိမိမိလျော်လျော်ပေါ်ပေါ်ဆာဆာနေရခြင်း၌အာဒီနဝအပြစ်ကိုအပတန္တာတဲ့မမြင်ဘူးတဲ့ပမတရဲ့အပြစ်ကိုမမြင်ဘူးတဲ့ပမာဒကိုအဖန်ဖန်အာထုတ်တယ်ဖန်ဖန်ဖြစ်စေတယ်ပမာဒဖြင့်အချိန်ကိုကုန်လွန်စေတယ် မိမိလျော့လျော့ပေါ်ပေါ်ဆဆနဲ့အပျော်ပအမော်ကြွားတွေနဲ့ပဲချိန်ကုန်သွားတယ်။အဲ့ဒီပုံကောပညာမဲ့တယ်။ပညာမရှိဘူးလူပြိမ့်ပဲလူအပဲလို့ဒီလိုဆိုလိုတယ်။အပျော်ပအမော်ကြွားတွေနဲ့ငါးပြအာယုံကာမဂုဏ်တွေအပေါ်မှာ ခုံမနေတဲ့သူတွေဆိုရင်ဒုံမေတိတော်ပဲဒုံမေတိတော်ပညာမဲ့တဲ့သူပဲ။ နောက်တစ်ခုကကြတော့မေတာဝီအပမတင်္ဇမေတာဝီတဏ္ဍိဝရခတိဒီပိုက်မှာမေတာဝီဆိုတဲ့ပိုက်ကလေးပါမေတာဝီဆိုတာဘာပြောတာလဲလို့ဆိုဓမ္မောဇာပညာယသမနာကတောပဏ္ဏပန္တိတောကုလဝန္တာကရံတေတံဥဒ္ဓမံတတ္တရဏဒဏဝိယအပမတံရခတိ တရားတို့တွင်အစီအနှစ်ဖြစ်သောပညာနှင့်တရားတည်းဟူသောအစီအနှစ်ဖြစ်သောပညာနှင့်ပြည့်စုံတဲ့ပုဂ္ဂိုလ်တဲ့ပညာရှိတဲ့သူတတဥဒ္ဓမတတ္တယရဏဒဏံယရဏဥ္စာကိုစောင့်ရှောက်တဲ့ကဲ့သို့ခုနပါသောယရဏဥ္စာတွေကိုစောင့်ရှောက်တယ်လို့မျိုးအပမတံရက္ခတိအပမနတရားကိုလည်းပဲစောင့်ရှောက်တယ် ညာရှိတဲ့ပုဂ္ဂိုလ်တွေကလောကီစည်းပွားရဲ့အကျိုးတရားကို မြင်တဲ့ပုဂ္ဂိုလ်တွေကသူတို့ရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကိုတတိတရားလက်ကင်ထားပြီးတော့ကောင်းစွာစောင့်ရှောက်တယ်လို့မျိုးပဲတရားတည်ဟူသောဉာဏ်ပညာနှင့်ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကလည်းပဲအပမဒဆိုတဲ့တတိတရားကို လက်ကင်ထားတယ်အပမဒဆိုတဲ့တတိတရားကိုစောင့်ရှောက်တယ် ဒါလေးကို ဥပမာအားဖြင့်ပြောရရင်ယထာယိဥဒ္ဓမတဏ္ဍနိဒာယကာမဂုဏတံပတ္တိံပါပုနိဒာမဗုဒ္ဓဒါရံပောတိတာမပရလောကကမဏမကံသောတိတာမတိတဏီအာနိတန္တံပတ္တန္တတံရခန္တိအပမဒဆောင်းလျှောက်ပုံကို ဥပမာလေးနဲ့ပြောတယ်တတိတရာလက်ကင်ထားပုံကိုဥပမာလေးနဲ့ပြောတယ် ပစ္စည်းဥစ္စာတွေကိုအလောမတန်တန်ဖိုးရှိတဲ့ပစ္စည်းဥစ္စာတွေကိုမှီပြုပြီးတော့ပစ္စည်းဥစ္စာရဲ့တန်ဖိုးကို သိမြင်တဲ့ပုဂ္ဂိုလ်ကတွေးတဲ့အတွေးလေးကြံစည်တဲ့အကြံစီလေးကဘာလဲလို့ဆိုရင်ကာမဂုဏတံပတ်တိန်ပါဘူးနေသားမဒီပစ္စည်းဥစ္စာတွေကိုအမှီပြုပြီးတော့ကာမဂုံလည်းပဲပြည့်ပြည့်စုံစုံခံစားရမယ် သာသမီမယားတွေကိုလည်းပဲကောင်းကောင်းမွန်မွန်ကြွေမွေပြုစုဆောင်ရှောင်နိုင်လိမ့်မယ်။ဇနီးမယားသမီးသားခင်ဗောမိသားစုအလုံးတို့ကိုလည်းပဲဒီပစ္စည်းဥစ္စာတွေနဲ့ကောင်းမွန်စွာကြွေမွေနိုင်လိမ့်မယ်။ဒါတွေကိုမြင်နေပေါ့။ဒီလိုမြင်သည့်အတွက်ကြောင့်မို့လို့ပစ္စည်းဥစ္စာတွေကိုမပြောင်းပြတ်သွားအောင် ယော့မသွားအောင်အလေလွင့်မဖြစ်သွားအောင်တတိတရားလက်ကင်ထားပြီးတော့စောင့်ရှောက်သလိုမျိုးပဲတဲ့ဒါဥပမာပေးတာတရားမှလည်းပဲအပမာရတရားလက်ကင်ထားဖို့ဥပမေယနဲ့ပြောတယ်တို့နည်းတူစွာပဲတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ပညာရှိတဲ့သူတော်ကောင်းပုဂ္ဂိုလ်ဟာအပမတ္တောမမိမလျော်သည့်ဥဒ္ဓဝါဖြစ်၍ အာငာတိပရမစ္ဆနာတိနိပရိလဘိသာမိပရမဇံဆရှိသောအကျိုးတို့ကိုရနိုင်လိမ့်မည်မဂ္ဂဗလာတိနိပါပုနေသာမိမဖို့ဆရှိတဲ့အကျိုးတို့ကို ရောက်နိုင်လိမ့်မည်တိတ်သောဝိဇာစဗေညာတံပါတ္တသာမိဝိဇာ၃ပါးဗေညင်၆ပါးတို့ကိုလည်းပဲရောက်စေနိုင်မည်ရစေလိမ့်မည်ပြည်စေလိမ့်မည်ဒီအကျိုးတရားတွေကိုပညာရှိသူတော်ကောင်းတွေကမြင်သည့်အတွက်ကြောင့် အပ္ပမဒရဲ့အကျိုးဆက်ကိုတတိတရားလက်ကင်ထားခြင်းရဲ့အကျိုးဆက်ကို မြင်တဲ့အတွက်ကြောင့်တဲ့အဲ့ဒီတတိတလုံးအမျက်ဆုံးအဆုံးနိဗ္ဗာန်ဒါဆိုတဲ့အတိုင်းတတိတရားကိုအမြဲတမ်းစောင့်ရှောက်တယ်တတိလက်လို့မဖြစ်အောင်အမြဲတမ်းနေတယ်ဗောပညာရှိသူတော်ကောင်းတွေကအဲ့ဒီလိုမြင်တယ် မပမာဒမနုယုံစေဓမ္မကာမရတိတန်တဝောဒီပိုက်မှာမပမာဒဆိုတဲ့ပိုက်ကလေးမပမာဒဆိုတဲ့ပါဠိစကားကမိမိလျော့လျော့ပေါ့ပေါ့ဆဆမနေပါနဲ့တတမတုံမေမပမာဒမနုယုံစေဓမပမာဒိနကာလံဝိတိနာမယိဋ္ဌတုံမေသင်တို့ဒီပမာဒမိမိလျော့လျော့ပေါ့ပေါ့ဆဆ နေထိုင်ခြင်းကိုမာအနုယုံစေတာအဖန်ပန်အမထုတ်ကြပါနဲ့တဲ့ပျော်ပါဖို့အတွက်မော်ကြွဖို့အတွက်စော်ကားဖို့အတွက်ဆိုလို့ရှိရင်အာထုတ်စရာမလိုပဲနဲ့ကိုတတိလက်လို့ဖြစ်ပြီးတော့နေထိုင်ကြတာဒါကိုပဲအမထုတ်ကြပါနဲ့အဲ့ဒါကို အာမပေးကြပါနဲ့ ကိုယ်တိုင်တတိလက်လို့ဖြစ်တာကိုလည်းပဲအာမပေးပါနဲ့သူများတတိလက်လို့ဖြစ်သွားတာကိုလည်းအာမပေးပါနဲ့ကိုယ်တိုင်ကလောဘဒေါသမောဟတွေတိတ်ကြီးသွားပြီဆိုလို့ရှိရင်လောဘဒေါသမောဟတွေကို ပို့ပြီးတော့ကြီးလာအောင်အာပေးရင်ဒါဟာမိလျော့ပေါ်ဆမှုပဲဒါကြောင့်မာ ပမာဒမနုယုံစေတာ ပမာဒတရားကို ပမာဒတရားကိုအဖန်ဖန်အာမထုတ်ကြပါနှင့်မိမိလျော့လျော့ပေါ်ပေါ်ဆဆမနေကြပါနှင့်မပမာဒိနာကာလံဝိတိနာမယိတ်တာမိလျော့ပေါ်ဆခြင်းဖြင့်အချင်းကိုမကုံလွန်စေပါနှင့်အကြောင်းအချင်းကိုတန်ဖိုးရှိအောင်သုံးချတာသူတော်ကောင်းတွေရဲ့လှုပ်ပညာရှိတွေရဲ့အလုပ်ပါပဲအချင်းကိုတန်ဖိုးရှိအောင်ပြပြဝဝအသုံးမချနိုင်သေးဘူးဆိုရင်တော့ဒါကိုယ့်ရဲ့လူအပ်ချက်တွေအာနေချက်တွေအများကြီးပဲလို့မြင်ရမှာဖြစ်ပါတယ် မာကာမရတ္တိတန်တဝောဒီပါဠိလေးကဘာပြောတာလဲဆိုရင်ဝိတုကာမကိလေသာကာမတွေအပေါ်မှာမွေးလျော်တဲ့တဏှာအားဖြင့်ပေါင်းသင်းခြင်းကိုလည်းအမရုပ်ပါနဲ့တဏှာမာနဒိဋ္ဌိဆိုတဲ့ပပင်္စတရားနေချဲ့တဲ့တန္တရာနေချဲ့တဲ့ဒီပပင်္စတရား၃ပါးကလည်းပဲဝိတုကာမကိလေသာကာမတွေအပေါ်မှာမွေးလျော်တယ် အဲ့ဒီလိုမျိုးမွေးလျော်အောင်လဲပဲအာမထုတ်ပါနဲ့အာမပေးပါနဲ့တတိတရားလက်ကင်ထားပြီးတော့ဝိရုကာမကိလေသာကာမတွေပေါ်မှာပျော်ပိုက်ခြင်းကိုတားပါရက်ပါဖြတ်ပါတဲ့တတိတရားလက်ကင်ထားပြီးတော့ဝိရုကာမကိလေသာကာမတွေပေါ်မှာကာမဂုဏ်အာယုန်တွေအပေါ်မှာပျော်ပါခြင်းကိုရက်ပါဖြတ်ပါတဲ့ မလုတ်ပါနဲ့တဲ့နောက်ပိုင်းမောင်မစိန်တရိဋ္ဌမစိန်တရိဋ္ဌမကြံစီနဲ့တဲ့မစိန်တရိဋ္ဌမကြံစီနဲ့မပတိလပိဋ္ဌမရကြနဲ့မပြောကြနဲ့ဝိရုကာမကိလေသာကာမတို့နဲ့ရှာပြီးတော့မပြုတ်မှုနဲ့မပြောဆိုနဲ့မကြံစီနဲ့တဲ့အဲ့ဒီလိုမပြုတ်မှုမိအောင် မပြောဆိုမိအောင် မကြံစီမိအောင်တတိတရားလက်ကင်ထားပြီးတော့နေရပါမယ်အပမတောဟိတိတိုက်တွန်းပါတယ် ဥပတိတတတိတာယဟိအပ္ပမတောဇာယံတောပုဂ္ဂလောဝိပုလံဩရာရံနိဗ္ဗာန်ဒုက္ခံပါဘုနာတိတိမကောင်းမှုအကုသိုလ်တွေဟာဘာကြောင့်ပြုမိပြောမိကြံစီမိနေတာလဲလို့ဆိုရင်တတိလက်လို့ဖြစ်ကြလို့တဲ့မိမိလျော့လျော့ပေါ်ပေါ်ဆားဆားနေကြလို့တတိတရားကိုမဆောင်ရှောက်ထားလို့တတိတရားကိုလွတ်ချလိုက်လို့ဖြစ်ကြတာပါ နိဗ္ဗာန်နဲ့ဝေးတယ်ချမ်းသာနဲ့ဝေးတယ်ဆိုတာကလည်းပဲအဲ့ဒီတတိတရားကို လက်ကင်မထားဘဲနဲ့တတိကိုမစောင့်ရှောက်ဘဲနဲ့ပေါ့ပေါ့ဆာဆာနေလိုက်လို့ဒါကြောင့်မကောင်းမှုအကုသိုလ်ဆိုတာတာမြင်သင်ပါတယ်ဝိရုကာမကိလေသာကာမကာမအာယုံတွေကာမဂုဏ်တွေအပေါ်မှာပျော်ပါမောကြွားနေတာတွေကိုလည်းတာမြင်သင်တယ်ရက်သင်တယ်ကိုယ်တိုင်ကပျော်ပါတာကိုကြိုက်တယ်ဆိုရင်ရက်လိုက်ပါဖြတ်လိုက်ပါ ကိုယ်တိုင်ကမော်ကြွားနေရတာကိုကြိုက်တယ်နှစ်သက်တယ်ဆိုရင်ရက်လိုက်ပါဖြတ်လိုက်ပါဒီတိုင်းရက်လို့ဖြတ်လို့တော့မရဘူးတတိတရားလက်ကင်ထားပြီးတော့ရက်မှဖြတ်မှအရှင်ပြေမှာဥပတိတတတိတရားအာယုန်၌ကပ်၍တည်သောတတိရှိတဲ့အတွက်ကြောင့်အပ္ပမတ္တောမမိမလျောသောပုဂ္ဂိုလ်ကသာယံတောကတိုင်းစရှိသောအာယုန်အနိစ္စစရှိသောလက္ခဏာနိဗ္ဗာန်ဤတထလက္ခဏာကိုစူးစိုက်စွာ ရှုတတ်တဲ့ပုဂ္ဂိုလ်ဟာ ဝိပုလံဥရဒံနိဗ္ဗာန်သူကံပါပုနာတိပြန်ပြောမော်မြတ်တဲ့ချမ်းသာတဲ့နိဗ္ဗာန်ကိုပါပုနာတိကောင်းစွာမသွေရောက်ရပေတော့တည်းနိဗ္ဗာန်ချမ်းသာတန္တရာဝဆင်းရဲဒုက္ခကနေလွတ်မြောက်ရမှန်မြတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်စွမ်းရှိတဲ့နိဗ္ဗာန်ချမ်းသာသို့ရောက်နိုင်တယ်ဆိုတာလေးကိုဦးဇင်မြဝေဟောကြားပေးရင်းနဲ့ ဒီပမာဒတရားလက်ကင်ထားဆိုတဲ့တရားဓမ္မဒေသနာတော်ကိုနာယူပြီးတော့ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့လည်းပဲမိမိတို့ရဲ့ဘဝမှာတတိတရားလက်ကင်ထားနိုင်ကြပါစေလို့ဦးဇင်းမယားဆုမွန်ကောင်းတောင်းပါတယ်တိုက်တွန်းပါတယ်ကာရတော်ရဲ့အဆုံးမှာဘေကာရတော်ရဲ့အဆုံးမှာလဲဆိုရင် ပမာဒမနုယုံဇန်တိပါဠတုံမီဒီနောဇနာအဘမတင်္ဇာမိရာဝိတဏံတိထံဝရကတိ မာပမတမနုယုံစေထာမကမရတိတန်တော်အပမတောဟိဇာယံတောပပောတိဝိပုလံဒုက္ခံဒီကာတာကိုမြတ်စွာဘုရားရှင်ဟောပေါ်ညွှန်ကြားဆွဆုံးမှလိုက်တဲ့အခါတဲ့ခါတာဒေသနာတော်ရဲ့အဆုံးမှာပဲဘဝဇဏသောတာပနတယောအဟိတုံမြားစွာသော လူတို့ကသောတာပန်သကရကအနာဂတ်နေဖြစ်သွားကြတယ်မာဇနတသတ္တိကဓမ္မဒေသနာဇာတာ များစွာသောလူအပေါင်းတို့ကလည်းပဲဒီတရားဓမ္မဒေသနာတော်ကိုနာယူကြည်ညိုလိုက်ရသည့်အတွက်ကြောင့်အကျိုးရှိတဲ့ဓမ္မဒေသနာဖြစ်တယ်။အော်ငါတို့သည်တတိတရားလက်ကင်ထားပြီးတော့ဤကဘာမြေကြီးကြီးမှနေရမှာပါလား။လောဘအကြီးကျယ်မဖြစ်ဖို့ဒေါသအကြီးကျယ်မဖြစ်ဖို့မောဟအကြီးကျယ်မဖြစ်ဖို့ဒီလောဘဒေါသမောဟအကြီးကျယ်ဖြစ်ရင်ဘသူကစပြီးတော့ပူလောင်တာလဲလို့ဆိုရင်မိမိကိုယ်တိုင်ကစပြီးတော့ပူလောင်တာ။ ဓာတ်တွေကိုငါတို့သိရမယ်မြင်ရမယ်ဆင်ခြင်ရမယ်လို့ဒီလိုနှလုံးသွင်းပြီးတော့တတိတရားကိုလက်ကင်ထားနိုင်ကြပါစေလို့ဦးဇင်မယားစွမ္မောင်းကောင်းတောင်းတိုက်တွန်းရဲ့နဲ့တရားဓမ္မဒေသနာတော်ကိုအင်းမြနယ်ပဲနိဂုံးကံပတ်အဆုံးသတ်ပါရဲအပမဒေနတံပါဒေတာတုံမေတရားချေခင်ဓမ္မမိတ်ဆွေအပေါင်းတင်သူတော်ကောင်းတို့သည်အပမဒေနအပပါဒဆိုတဲ့တတိတရားကိုလက်ကင်ထားခြင်းဖြင့်တံပါဒေတာကိုစီကိုငတ် ဒါနသီလဘာဝနာကုသိုလ်တရားတို့ဖြင့်ပြည့်စုံစွာ နေထိုင်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓု